တကယ်တကယ်အခုတင်နန်းလာတက်တယ်ကြောက်ဝမ်းတဲ့ကိုယ်ကလက်တွေ့ဆင်းတဲ့အခါမှာခက်တာရတော့တိလိုက်မလားဒါပေမဲ့ခက်တယ်ဆိုတာကမဖြစ်နိုင်ဘူးလို့ပြောတာမှမဟုတ်တာဆက်ရမလားအင်္ဂလိပ်စာလေးတစ်ကြောင်းရှိသေးတယ် difficulty does not mean impossible တည်ရွတ်ကြည့်မယ် difficulty does not mean impossible အတိတ်ကပါလဲဆိုတော့ခက်ခဲတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောတာမှမဟုတ်တာတဲ့ခက်တယ်ဆိုတာတော့ခက်တယ်ဒါပေမဲ့ မဖြစ်နိုင်ဘူးမဟုတ်ဘူးဖြစ်နိုင်တယ်ခက်ခဲတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ဆိုလိုတာမဟုတ်ဘူးခက်ခဲတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောတာမဟုတ်ဘူးဖြစ်နိုင်တယ်အဲ့တော့အခုနကလေးပြန်ကောက်မယ်ခက်တယ်တဲ့ကြောက်လို့ရတာမနခင်ဝိုင်းပတ်ပြီးတော့မှကုံရမ်းရှာတာခက်လားမခက်လားခက်ပါဗျာခက်တယ်ကိုလိုချင်တဲ့ကြောက်စီကြောက်သားအသားတန်းအဆင့်ဥပမာကျွန်တော်တို့ခွန်နေရှိတိလိုက်ရှာတယ်နံပါတ်1အသားတန်းမြင့်တဲ့ကောင်လိုက်ရှာတယ် မတွေ့ဘူးအဲ့နဲ့ဟုတ်ပြီရှင်သာရရောက်ခါဆိုတော့တွေ့တယ်ဟုတ်ပြီတာတန်းဆင်းမြင့်နေခွန်နေရှိတယ်ဈေးတွေမေးလိုက်တဲ့ခါမှာဆိုတော့3500 2000ပြီးတာအဲ့တော့ဈေးကြိုက်လားဈေးလည်းမကြိုက်ဘူးအသားတန်းလေးမြင့်မြင့်တဲ့ခါကျတော့ဈေးကမကြိုက်ဘူးဈေးကြိုက်တဲ့ကောင်လေးတွေတော့ရှိရယ်လင်းကားတောင်းလေးတွေဒါပေမဲ့ကိုကမကြိုက်ဘူး။ဘာကြောင့်လဲဆိုတော့အသားတန်းအဆင့်နေလို့ဆိုတော့